တရုတ်နဲ့တင်းမောင်မှုတွေမြင့်တက်စဉ်မှာဂျပန်ကသင်းမောဖြတ်တုံးကြီးတွေကိုတက်ဖြန့်ချထားလိုက်ပြီးဖြစ်ပါတယ်။တရုတ်နဲ့ရုရှားပူးပေါင်းကြတဲ့ဟာအမေရိကန်မဟာမိတ်ဖြစ်တဲ့ဂျပန်နိုင်ငံအနည်းရေးပြင်းမှာလှုပ်ရှားမှုတွေဆက်လုပ်နေလို့ဂျပန်ကလည်းသူ့ပိုင်နဲ့အတွင်းသင်းမောဖြတ်တုံးကြီးလေ့ကျင့်မှုပြည့်ခတ်ဖို့စီစဉ်ထားပါတယ်။ဂျပန်၊ထိုင်ဝမ်နဲ့ဖိလစ်ပိုင်တို့ဟာပထမကြုံခွင့်ဆက်မှာဒစိတပိုင်းနယ်မြေဖြစ်ပါဝင်ပါတယ်။ မဂ္ဂင်မဟာမိတ်နယ်မြေတွေကိုတုံးပြီးပို့မှုကြက်ပြက်တဲ့ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းကိုတရုတ်နဲ့ရုရှားတို့ရဲ့စည်ရေးလှုပ်ရှားမှုဝင်ရောက်မလာစေဖို့ဒါကိုတားဆီးဖို့ရည်ရွယ်တဲ့အမေရိကန်ရဲ့ထိန်းချုပ်ရေးမဟာဗျူဟာမှာဂျပန်လည်းပါပါတယ်ဂျပန်ဟာသူ့ပိုင်းနဲ့ကျွတ်ပတ်လည်ရှိရေလမ်းကြောင်းနေရာငါးခုကိုနိုင်ငံတကာရေလက်ကြားဖြစ်သတ်မှတ်ထားပြီးတော့တရုတ်နဲ့ရုရှားရေတသင်းမောင်းတွေဟာအဲ့ဒီနေရာက ဖြတ်တန်းသွားလာလျက်ရှိပါတယ်ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ တရုတ်နဲ့ရုရှားရဲ့တင်းမောတွေလှုပ်ရှားမှုကိုပုံမှန်စောင့်ကြည့်အစီရင်ခံနေပါတယ်ဂျပန်ကိုမိုင်ကာဝေးမိပြီတစ်ဖက်ကသူတို့ရဲ့နှစ်စင်မြေပြင်မှာ တင်မောပြစ်ဒုံးကြီးပြစ်ခတ်လက်ခြင်းမှုကိုဂျပန်နိုင်ငံမြောက်ဘက်ဆုံးပင်မကျွန်းဖြစ်တဲ့ဟိုကိုင်းဒိုကျွန်းရဲ့တောင်ဘက်ကဝန်းမှာဇွန်19ကနေ30အထိပြုလုပ်သွားမှာဖြစ်တယ်လို့ကြေညာပါတယ်။အဲ့ဒီလက်ခြင်းမှုဟာတပ်ဖွဲ့ရဲ့တင်မောပြစ်ဆွန်ကြီးတိုးတက်စေဖို့ရှိခဲ့ပါတယ်။အဲ့ဒီလက်ခြင်းမှုမှာ62မိုင်ကျော်အကွာမှာပြစ်မှတ်ကိုပြစ်ခတ်နိုင်စွမ်းရှိတဲ့ type 88မျိုးစာမြေပြင်မှာတင်မောပြစ်ဒုံးကြီးတွေပေါဝင်ကြောင်းအစာဟိရှင်ပန်ဂျပန်နေစဉ်သတင်းစာကရေးသားပါတယ်။ ဒေါင်ကြီးပြစ်ခတ်မှုနှစ်ကြိမ်လုံးကိုစီစဉ်ထားပြီးပြစ်ခတ်ရနေရတဲ့နောက်တောင်ပဲ24မိုင်กว่าမှာရှိတယ်။ပင်လယ်ပြင်အတွင်းမှာပြစ်မှတ်တွေကိုဒေါင်ကြီးတွေနဲ့လေ့ကျင့်ပြစ်ခတ်သွားမှာဖြစ်ပါတယ်။ပြစ်ခတ်မှုနေရာဟာဆူဂါရူရေလက်ကြားရှိမြောက်ဘက်မှာရှိပါတယ်။ဒီရေလက်ကြားဟာတောင်ကိုရီးယားမှာရှေ့ပင်လယ်လို့ခေါ်ပါတယ်။ဂျပန်ပင်လယ်နဲ့မက်ဆီဖိတ်သမုဒ္ဒရာတို့ကိုဆက်သွယ်ပေးထားတဲ့နေရာပါ။ဒါဟာဂျပန်နိုင်ငံရဲ့အဓိကကျွန်းတစ်ခုဖြစ်တဲ့မြောက်ဘက်မှာရှိတဲ့ဟိုကိုင်ဒိုကျွန်းနဲ့တောင်ဘက်ရှိဟွန်ရှုကျွန်းချောင်းမှာရှိပါတယ်။ နေရာကျောင်းကန့်တဲ့ဘေကင်းလုံခြုံရေးဆိုင်ရာစိုးရိမ်မှုကြောင့်အရင်တော့ကဂျပန်ရဲ့ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကိုအမေရိကန်နဲ့တခြားပင်လယ်ပြင်နေရာတွေမှာသာပြုလုပ်ပါတယ်။လာမယ့်ဒုံးကျည်လေကျင့်ပစ်ခတ်မှုဟာပြည်တွင်းထုတ်တိုက် ADA ဒုံးကျည်ကိုဂျပန်နိုင်ငံတွင်ပထမဆုံးကျင့်ပစ်ခတ်လေကျင့်မှုဖြစ်ပါတယ်လို့အဲ့ဒီသတင်းမှာဖော်ပြပါတယ်။တရုတ်ဟာရုရှားနဲ့စီးရဲလှုပ်ရှားမှုအပါအဝင်ပူးပေါင်းဆောင်ရွက်မှုတွေထပ်မံတိုးမြှင့်နေရှိပါတယ်။ဒါဟာဂျပန်နိုင်ငံကြီးမှာရုရှားနဲ့ဘုံကျဲလို့ရင်ပူးတွဲပြန်တမ်းမှုနဲ့ရေချောင်းသွားလာမှုတွေလုပ်ပါတယ်။ဒီလိုအကြိမ်ကြိမ်ခါခါပူးတွဲဆောင်ရွက်မှုဟာ ျပန်ကိုအင်အားပြဖို့အရည်ရွယ်ချင်းဖြစ်တယ်လို့ဂျပန်တို့ကယူဆပါတယ်။ဒါဟာအမျိုးသားလုံခြုံရေးရှုထောင့်ကကြည်ရင်အင်တန်စိုးရင်ဖွယ်ရမှာလို့ဂျပန်ကာကွယ်ရေးဆိုင်ရာအစီရင်ခံစာမှာဖော်ပြထားပါတယ်။ရရှန်နိုင်ငံကြိုင်ဝင်ကြီးဌာနကနိုင်ငံနိုင်ငံရေးဆွေးနွေးမှုတွေပြန်စတင်ရင်းနဲ့ပတ်သက်ပြီးဂျပန်ကရုရှားပေါ်ရန်လိုတဲ့မူဝါဒဆွလွတ်မှသာအပြည့်အဝပူးပေါင်းဆောင်ရွက်လမ်းကြောင်းခွင့်လွှတ်မယ်လို့ထပ်မံလေးနက်ပြောပါတယ်ဂျပန်ဟာအမိမြေပေါ်မှာဒုံးကျည်လေးချင်းပြစ်ခတ်မှု ထပ်မံပြုလုပ်ဖို့စီစဉ်သွားနိုင်ခြင်းရှိမရှိကတော့စောင့်ကြည့်နေရတာပဲဖြစ်ပါလိမ့်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တရုတ်ရဲ့စီးရင်ဩဇာလွှမ်းမိုးလာခြင်းကအရှေ့ဒေသမှာလုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေတဲ့အတွက်ဥရောပနိုင်ငံတွေမှာလက်နက်ထုတ်လုပ်သူတွေဟာအရှေ့တောင်အာရှနိုင်ငံတွေနဲ့ကာကွယ်ဆိုင်ရာစစ်ဆင်ရေးကိုလက်ရှမ်းစွာတည်ဆောက်နေတယ်လို့ Nikkei Asia ကပြောပါတယ်။ မေလာဆုံးမိုင်းကပါကစ္စတန်ဟာတရုတ်ထောက်ချက်လေယာဉ်တွေကအိန္ဒိယစစ်တပ်မှပြင်သစ်လို့ရာဖေးတပ်လေယာဉ်တွေကိုပစ်ချခဲ့တယ်လို့ပြောချင်းအင်ဒိုနီးရှားရေတပ်ကလည်းအီတလီထုတ်တန်း6000ရှိ free gate စစ်သည်မော်20အတွက်လေ့ကျင့်မှုကိုပြည်သက်လုပ်နေပါတယ်အီတလီကစောက်ထားတဲ့လေကြောင်းရေကြောင်းမြေရေမျက်နှာပြင်နဲ့ရင်ငုံသင်္ဘောစစ်ပွဲတွေအတွက်တက်ဆင်ထားတဲ့ဗတ်စုံသုံးသင်္ဘောတွေကိုအခုနှစ်ကုန်မှရရှိပြီးရင်အင်ဒိုနီးရှားရေတပ်ဟာဒေသတွင်းမှာခင်းမိဆုံးရေတပ်ထဲမှာပါဝင်သွားမှာဖြစ်ပါတယ်ဒါအပြင် အင်ဒိုနီးရှားကရမယ့် frigate system တွေကစွန်းစွန်ရီပိုင်း quad hatch တခုကိုဖန်တီးပေးတော့မှာဖြစ်ပြီးဒါဟာဒေတာတွင်းလိုအပ်ချက်ကိုတွန်းအားပေးလိမ့်မယ်လို့ Nikki Asia ကပြောပါတယ်ဒါမျိုးမလေးရှားနဲ့အင်ဒိုနီးရှားတို့နဲ့ပြည်တွင်းသင်္ဘောချင်းလုပ်ငန်းတွေပူးပေါင်းဆောင်ရွက်ဖို့လည်းအဲ့ဒီအီတလီကုမ္ပဏီတွေကဆွေးနွေးနေတယ်လို့သိရပါတယ်။ဒါအပြင်တိုက်ခိုက်ရေးစနစ်တွေကိုစိတ်ကြိုက်ပြင်ဆင်နေပြီးဟဲ့ရင်နဲ့လေရင်နဲ့အပါဝင်ကာကွယ်ရေးတင်ပို့မှုတွေကိုချဲ့ထွင်ဖို့လည်းဂျုံးကွက်တွေဖွင့်လှစ်နေပြီလို့သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံကလည်းစည်ရင်းစစ်မြင့်တမှုတွေဒေါ်လာ35ဘီလီယံသုံးစွဲဖို့အတည်ပြုထားသလိုဥရောပနဲ့အာရှကမ္ပဏီများမှရင်းကုန်သင်းမောရောင်းချရေးကလမှုကိုစဉ်းစားနေပါလိမ့်။အင်ဒိုနီးရှားဟာပြင်သစ် Naval Group မှ Scorpion Class ရင်းကုန်သင်းမော20မှာထားပြီးရင်းကုန်သင်းမော20ဆင်းမှာရေတပ်ဖွဲ့စည်းဖို့ရည်ရွယ်ထားပါတယ်။ဥရောပကာကွယ်ရေးကမ္ပဏီတွေဟာရရောတဲ့ဗန်နံဝင်ထောက်ပံ့မှုတွေနဲ့ဒေတာတွေရင်းနှီးကြိုးမှုမှာလည်းအကျိုးမြတ်ရနေတယ်လို့ Stockholm နိုင်ငံကငြိမ်းချမ်းရေးသုတေသနဌာနကပြောပါတယ်။ ပြင်သစ် Rafale တက်လျင်တွေရဲ့ဆွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးမိကုန်းတွေပေါ်ပေါက်နေပေမဲ့ဥရောပရဲ့လက်နက်တွေအပေါ်မှာတော့အာရှရဲ့စိတ်ဝင်စားမှုဟာဆက်လက်ခိုင်မာနေစေဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ အငင်းပွားပွဲတောင်တရုတ်ပင်လယ်မှာဖိလစ်ပိုင်နဲ့အမေရိကန်တပ်တွေပူးတွဲစစ်ရေးလေ့ကျင့်နေတယ်လို့သိရပါတယ်။နေပြည်တော်ပိုင်မှုအငင်းပွားနေတဲ့တောင်တရုတ်ပင်လယ်မှာဖိလစ်ပိုင်နဲ့အမေရိကန်စစ်တပ်တို့ရဲ့လေတပ်ရေတပ်တွေပါဝင်တဲ့ရေကြောင်းဆိုင်ရာပူးတွဲစစ်ရေးလေ့ကျင့်မှုပထမဆုံးအကြိမ်ပြုလုပ်ခဲ့ကြောင်းဖိလစ်ပိုင်စစ်တပ်ကပြောပါတယ်။ပါလာဝန်နဲ့မန်ဒိုရိုကမ်းလွန်မှာပြုလုပ်ခဲ့တဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာဖိလစ်ပိုင်ရေတပ်လေတပ်နဲ့ကမ်းခြေဆောင်တပ်တို့ပါဝင်ပြီးအမေရိကန်ကမ်းခြေဆောင်တပ်သင်္ဘောနဲ့ရေတပ်ကင်းလှည့်လေရင်လည်းပါဝင်ပါတယ်။မဟာမိတ်နှစ်နိုင်ငံကြား 2023မှာပူးတွဲစီရေလေ့ကျင့်မှုတွေစတင်ပြီးနောက်အခုနှစ်အတွက်ဒုတိယမြောက်ရေကြောင်းဆိုင်ရာစီရေလေ့ကျင့်မှုမှာတော့ပူးပေါင်းဆက်စင်ရေးဆက်သွယ်ရေးရှာဖွေရေးနဲ့ကယ်ဆယ်ရေးလေ့ကျင့်မှုတွေပါတယ်လို့ဖိလစ်ပိုင်စစ်တပ်ကပြောပါတယ်။ဒီလိုပူးတွဲလေ့ကျင့်မှုတွေဟာဖိလစ်ပိုင်စစ်တပ်ရဲ့စွမ်းဆောင်ရည်ခင်မီတူတဲ့ရေနဲ့ဒေသရဲ့နိုင်ငံရေးနဲ့ရေကြောင်းဆိုင်ရာအကျိုးစီးပွားကာကွယ်ရေးမှာမဟာမိတ်တွေနဲ့ခိုင်မာတဲ့ဂတိကွပါလို့ဆိုပါတယ်။နှစ်ဆင့်ကမ္ဘာရေကြောင်းကုန်သွယ်ရေးရဲ့3ထရီလျံကျော်တန်ဖိုးရှိတဲ့ဒီရေကြောင်းလမ်းမှာ လက်မြေပိုင်ဆိုင်မှုတောင်းဆိုနေတဲ့တရုတ်နဲ့ဖိလစ်ပိုင်တို့ကြားရင်းပေါ်မှုဟာပုံမဆိုးလာပါလေတရုတ်တောင်းဆိုမှုဟာနိုင်ငံတကာဥပဒေတွေနဲ့ညီညွတ်မှုမရှိကြောင်းနိုင်ငံတကာအနုမြတ်ခုံရုံးက2016မှာစီရင်ချက်ချပေမဲ့တရုတ်ကတော့ဒါအောက်ကိူးဆိုက်ခြင်းမရှိပါဘူးတောင်တရုတ်ပင်လယ်ဟာတရုတ်ပိုင်ပဲဖြစ်တယ်ဆိုပြီးတရုတ်ကဆက်ပြောနေပါလေနောက်ထပ်သတင်းပုတ်ပြောချင်ပါလေယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲကိုဗာတီကန်မှာလုပ်ဖို့ပုံဟမ်မင်းကြီးအစ်စ်ကဆန္ဒရှိနေပါလေပုံဟမ်မင်းကြီးပေါလီယို40ဟာယူကရိန်းရုရှား စစ်ပွဲအဆုံးသတ်ရဆွေးနွေးမှုကိုဗာတီကန်မှာပြုလုပ်စေချင်တယ်လို့အီတလီဝန်ကြီးချုပ်ဂျော်ဂျီယာမဲလိုနီကပြောပါတယ်။ဟိုဟမ်မင်းကြီးဟာငြိမ်းချမ်းရေးအတွက်လာမယ့်ဆွေးနွေးပွဲကိုဗာတီကန်မှာပြုလုပ်စေချင်ကြောင်းဆိုပါတယ်။မေ19ရက်နေ့ကအမေရိကန်သမ္မတထရန့်နဲ့ရုရှားသမ္မတပူတင်တို့ဖုန်းပြောပြီးနောက်ထရန့်ကဗာတီကန်ကိုဆွေးနွေးမယ့်နေရာအဖြစ်အကြံပေးမှုကိုအီတလီဝန်ကြီးချုပ်ဂျော်ဂျီယာမဲလိုနီကလည်းထောက်ခံပါတယ်။ပြီးခဲ့တဲ့နှစ်ပတ်ကပုံဟမ်မင်းကြီးအဖြစ်အမေရိကန်နိုင်ငံကနေပြီးတော့ပထမဆုံးရွေးချယ်ခံရပြီးနောက်ပိုလီယို14ဟာ ဗာတီကန်ဟာကမ္ဘာပြည်ထောင်တာတွေဖြန့်ဖြည့်ပေးမယ့်နေရာလို့ပြောမှုပါတယ်။အီတလီဝန်ကြီးချုပ်ကလည်းငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်အကူအညီပေးဖို့အသိရှိကြောင်းပြောပါတယ်။ရုရှားနဲ့ယူကရိန်းတိုက်ရိုက်ဆွေးနွေးဖြစ်ရင်ယူကရိန်းကလည်းဗာတီကန်မှာတွေ့မဲ့ပုံရှိပါတယ်။ယူကရိန်းသမ္မတဆီလန်စကီကအီတလီဝန်ကြီးချုပ်နဲ့ဆွေးနွေးမယ့်နေရာနဲ့ပတ်သက်ပြီးပြောဆိုခဲ့တဲ့အကြောင်းနဲ့ဆိုပါတယ်။အီတလီဝန်ကြီးချုပ်ဟာဇလန်စကီပါဝင်တခြားဥရောပခေါင်းဆောင်တွေနဲ့လည်းဆွေးနွေးမှုပြုလုပ်ခဲ့တဲ့အကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ဒူဘိုင်းချေဆိုင်အမရိတ်လေကြောင်းလိုင်းကကမ္ဘာလုံးဆိုင်ရာဝယ်လိုအားကောင်းမှုမှုနဲ့လုပ်ငန်းလက်ပတ်မှုဆွမ်းဆောင်ရည်မြင့်မောင်းမှုကြောင့်2023-24ဘဏ္ဍာရေးနှစ်မှာအမြင့်ငွေ6.2ဘီလီယံရရှိခဲ့ပါတယ်။ဒီအောင်မြင်မှုကိုကွန်ပျူတာနေနဲ့ဝန်ထမ်းအားလုံးကိုအခြေခံလစာရဲ့22ပတ်စာနဲ့ညီမျှတဲ့အမြတ်ဝေစုစုချင်းငွေပေးရမယ်လို့ကြေညာပါတယ်။ဒါဟာအခြေခံလစာရဲ့42ရာခိုင်နှုန်းနဲ့ညီမျှပါတယ်။ဒီစီစဉ်အားမြေပြင်ဝန်ထမ်းကလည်းလေယာဉ်မှုထိရာထူးအဆင့်နဲ့မခွဲခြားပဲ အမရိတ်ဝန်ထမ်းတသိန်း2000ကျော်ကိုပေးရမှာဖြစ်ပါတယ်။အချိန်ကလာစာမှာလေရင်မှုထမ်းနေတဲ့ဇန်နဝါရီပြန်တန်းကလိုမျိုးပုံငွေငွေတွေမပါတဲ့အတွက်စစ်စစ်ပေါင်းလာစာကပြောင်းလဲနိုင်ပေမဲ့စုချင်းငွေကတော့များပြားတဲ့အကျိုးခံစားခွင့်ရရှိနေအောင်ပါပါ။ဒီမြတ်ဝေစုအစည်းအဝေးမှာတိကျတဲ့တွက်ချက်မှုပုံစံမရှိပဲဘန်နာရေးဆွမ်းဆောင်ရေးပေါ်မူတည်ပြီးအမှုဆောင်ရာရှိချုပ်တွေရဲ့ဆုံးဖြတ်ချက်နဲ့ပမာဏသတ်မှတ်တာဖြစ်ပါလေ။2023-24အတွက်22ပတ်စာစုကြည့်ငွေဟာ Emirates လေကြောင်းလိုင်းရဲ့အောင်မြင်တဲ့နှစ်တွေအတွက် ပေးရခဲ့တဲ့စူးကျင်းငွေအစီအစဉ်လည်းကိုက်ညီပါတယ်တင်းကျက်တဲ့ဖွဲ့စည်းပုံမရှိတာကလိုင်ယွန်ညီထွေရှိစေပေမဲ့စူးကျင်းငွေတွေဟာလေကြောင်းလိုင်းရဲ့ဘန်နာရေးခြေနေကောင်းမွန်တာကိုထင်ဟပ်စေပြီးဝန်ထမ်းတွေရဲ့အောင်မြင်မှုအတွက်လည်းရင်းနှီးမြှုပ်နှံမှုဖြစ်စေပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်တင်ဆုံးသွားသူရဲ့ AI ပုံတို့ကတရားဥပဒေထွက်ဆိုချက်ပေးပြီးတရားခဏ်ကိုအမှုအစီရင်ခံမှုကအမေရိကန်မှာဖြစ်ခဲ့ပါတယ်။ဒီဖြစ်ရပ်ကတော်တော်လေးထူးဆန်းပါတယ်။တေဆုံသွားသူရဲ့ AI ပုံဟာတရားရုံးမှာထွက်ဆိုချက်ပေးပြီးတရားခဏ်ကိုအမှုစီရင်ခံတဲ့ကမ္ဘာပထမဆုံးဖြစ်ရပါဖြစ်ကဒီလိုပါ American နိုင်ငံ Arizona ပြည်နယ် Chandler မှာအသက်38နှစ်အရွယ် Chris Parkey ဆိုတဲ့မျိုးသားဟာ2021ခုနှစ်ကရှင်မတော်တဆမှုနဲ့သေဆုံးခဲ့ပါတယ်။ဒီလအစောပိုင်းမှာ AI ပညာကိုရင်းနေတဲ့ Chris Parkey ဟာတရားရုံးကိုရောက်လာခဲ့ပြီးတရားခဏ်ကိုမိန့်ချမှတ်တဲ့အခါထွက်ဆိုချက်တွေပေးခဲ့ပါတယ်။ အဲ့ဒီအတွက်တရားခံကိုတရားဝန်ကမှုစီရင်နိုင်ခဲ့ပါတယ်။သူမိသားစုဟာ AI video ကိုဖန်တီးဖို့ AI voice recording photo video တွေကိုတုံးခဲ့ပြီးတရားဝန်ကသူ့အတွက်တရားမျှတမှုရအောင်လုပ်ပေးခဲ့တယ်ဆိုပါတယ်။ဒီဖြစ်ရကြောင့်အံ့ဩသွားသူတွေရှိသလိုဝေဖန်သူတွေလည်းထွက်ပေါ်နေပါတယ်။ AI ဟာတည်ဆုံသွားသူတရားလိုအတွက်အမြဲကိုစားမပြုတ်နိုင်ဘူးလို့ပညာရှင်တွေကတော့ ဝေဖန်ထုတ်ပြမှုတွေရှိနေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။သိမကြခင်က iPhone ကိုလက်နက်ကင်စရာမလိုပဲစိတ်နဲ့ထင်ချုပ်ကအသုံးပြုလန်ထောင်းမယ်လို့သိရပါတယ်။တကယ်တော့ဒီနီးပညာဟာ iPhone ကြောသိနေသူတွေကိုယ်ကမတန်ဆွမ်းသူတွေအတွက်အတော်လေးအသုံးဝင်ပါပါ။ Apple ကစိတ်နဲ့ iPhone ကိုထိန်းချုပ်နိုင်မှု Brain Computer Interface PCI Company ဆိုင်ခရွန်နဲ့ပူပေါင်းလိုက်ပါတယ်။ owner ရဲ့ chips ပြားထည့်သွင်းပြီးစိတ်နဲ့ electronic ကြိယာတွေကိုထိန်းချုပ်တဲ့နေပညာအကြောင်းတွေကိုတွေးခဲ့ပြီးဆိုင်ခရွန်ရဲ့နေပညာကထူးခြားပါတယ်။ ခွဲစိတ်စရာလုံးဝမလိုပဲ stunt troll လို့ခေါ်တဲ့စံစာလေးပါတဲ့တထုပြားလေးကို အုံနောက်နားမှာသွေးကြောမှာထည့်သွင်းထားနိုင်ပါတယ်ဒီ stunt troll ကလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အုံနောက် line တွေကိုဖမ်းယူပြီးအဲ့ star နဲ့ device တွေထဲကျိုးမဲ့ပေးပို့နိုင်ပါတယ်အဲဒီကနေ iPhone ကိုစိတ်နဲ့ထင်ချုံနိုင်တာဖြစ်ပါတယ် app ဟာ accessibility feature တွေထဲမှာ synchrony ပညာကိုထည့်သွင်းထားပါတယ်ဒီမိပညာကိုအကျော်သိနေတဲ့လူနာတယောက်နဲ့ဆက်သက်ကြည့်တယ်ခါလူနာဟာ Apple Vision Pro မှာဂိမ်းကစားတာဗီဒီယိုကြည့်တာနဲ့ message တွေပေးပို့တာလည်းပြုလုပ်နိုင်တယ်လို့သိရပါတယ်။